လူတွေကိုတနာကယွနာတက်စီမဲ့သူမရဲ့ဘဝဇာတ်ကြောင်းပြောပြလာတဲ့အလားမဲမိမိပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အလားမဲမိမိဟာမြန်မာနိုင်ငံရဲ့နာမည်ကျော်အလားမဲတဦးဖြစ်တယ်လို့အနုပညာလောကမှာလည်းစိတ်ထားကောင်းပြီးတော့ချစ်စရာကောင်းတဲ့ပုဂ္ဂိုလ်တဦးဖြစ်လူသိများထင်ရှားပါတယ် အခုကမှတော့မိမိကသူမရဲ့ငယ်စဉ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့ဆင်းရဲမှုတွေကိုပြောပြလာတဲ့အခါမှာပရိသတ်တွေအားလုံးကတော့စိတ်မကောင်းဖြစ်သွားကြပါတယ်။အားလုံးသိကြတဲ့အတန်အလှမဲ့မိမိကမြမစကားကိုမပီကလာပီကလာပြောတတ်တဲ့ထိုင်းမြန်မာကပြားမလေးတဦးဖြစ်လူတီများပြီးတော့သူမရဲ့ပွင့်လင်းမြင့်တာမှုနဲ့စစ်စရာကောင်းတဲ့စိတ်ဓာတ်တွေကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအမြဲရရှိနေပါတယ်။ အထူးသဖြင့်တဲဆွန်ရင်အတွက်လိုအပ်တာတွေကိုကူညီပေးရခါမှာမိမိရဲ့စိတ်ဓာတ်ကောင်းမှမဟုတ်ကောပရိသတ်တွေကတတိထားမိခဲ့ကြပါတယ်။ဒါကြောင့်တမောက်ကိုလူအများကချစ်ခင်အားပေးခဲ့ကြပါတယ်။ဒီမတိုင်ခင်ငယ်ပေါ်မှာတော့အလားမယ့်မိမိဟာတော်တော်လေးကိုဆင်းရဲခဲ့တယ်လို့ဆိုပါတယ်။ မိမိကထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ရင်းနဲ့ကရင်လူမျိုးမိခင်နဲ့ထိုင်းလူမျိုးဖခင်တို့ကမွေးဖွားလာတဲ့ထိုင်းမြန်မာကပြားမလေးဖြစ်ပါတယ်။ငယ်စဉ်ကတည်းကဆင်းရဲဒုက္ခတွေကိုကြုံတွေ့ခဲ့ရပြီးတော့ဘောပင်လွယ်အိတ်တွေရောင်းရင်းနဲ့ဈေးတယ်မလေးဘဝနဲ့ရုန်းကန်ခဲ့ရပါတယ်။တကြံပွဲတော့ရက်တွေမှာတော့ကလေးတစ်ပါးဝရှောက်မလဲနိုင်မယ်ဈေးရောင်းနေခဲ့ရတယ်လို့ဆိုပါတယ်။ ဒီလိုဈေးရောင်းရင်းနဲ့ဘတ်300မြန်မာငွေ3000လုံးရရင်တောင်မှတော်တော်လေးကိုပျော်ရွှင်ခဲ့ရတယ်လို့သူမကပြောပါရယ်ငွေစင်ကဒီလိုမျိုးပင်ပင်ပန်းပန်းနဲ့ရုန်းကန်ခဲ့ရတာကြောင့်ကြီးလာရင်အလှမယ်ဖြစ်မယ်ရုပ်ရှင်မင်းသမီးဖြစ်မယ်လို့မတွေးခဲ့မိဘူးလို့မိမိကပုံမှန်လင်းလင်းပြောပြလာပါရယ်ထိုင်းနိုင်ငံမဲဆောက်မြို့လေးကနေအလားမဲ့ပြန်ပွဲတွေကိုစတင်ဝင်ပြိုင်စဉ်ကဆိုရင်စင်ရင်လုံးလုံးဖက်နှက်တောင်ဝေးဖို့အတွက်ပတ်သက်မရှိခဲ့ဘူးလို့မိမိကပြောခဲ့ရပါ ဒါပေမဲ့သူမရဲ့စိတ်ကောင်းစေတနာနဲ့ကြိုးစားမှုတွေကြောင့်ထိုင်းနိုင်ငံအလှမယ်လောကမှာနာမည်ရလာပြီးတော့မြန်မာအလှမယ်လောကကိုကူးပြောင်းလာခဲ့ပါတယ်။အခုဆိုရင်တော့မိမိကမြန်မာပြည်သက်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိနေပြီးတော့ရုပ်ရှင်ဇာတ်ကားတွေမှာတရားဆောင်နေတဲ့ပွင့်လင်းရိုးသားတဲ့စိတ်ထားနဲ့ပြည်သက်တွေရဲ့ချစ်ခင်မှုကိုပါဆက်လက်ရရှိနေပါတယ်။မိမိကတော့မြန်မာနိုင်ငံမှာဒါမှကထိုင်းနိုင်ငံမှာလည်းတရားဆောင်မင်းသမီးတအုပ်ဖြစ်ရပ်တည်နေရပါအခုဆိုရင်တော့မိမိရဲ့မြန်မာစကားမပီကလာပီကလာလေးနဲ့တရားဆောင်ထားတဲ့မြတ်တာအမွေပကံမြေရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင် ြသလျက်ရှိပါတယ်။ပရိသတ်တွေကလည်းမိမိကိုချစ်ခင်အားပေးကြပြီးတော့သူမရဲ့အောင်မြင်မှုတွေကိုဝန်းရံအားပေးနေကြပါတယ်။ဒါကြောင့်မိမိကတော့အခုခါမှာပျော်ရွှင်လို့နေပါတယ်။အစောပိုင်းကာလတွေမှာမိမိကတရုတ်ဆောင်နေနေမကောင်းသလိုမြန်မာစကားကိုလည်းမပြောတတ်သေးတာကြောင့်လူတွေကဝိုင်းစဲကြမလားဆိုပြီးစိတ်ပူနေကြရပါတယ်။ဒါပေမဲ့ပြည်သက်တွေကသူမကိုအပြစ်မမြင်မဲနဲ့အားပေးဝန်းရံနေကြတာကိုမြင်တဲ့အခါမှာမိမိကတော့ဝမ်းသာဝမ်းနည်းဖြစ်နေပါတယ်။ ငယ်စဉ်ကဆင်းရဲဒုက္ခရောက်ခဲ့ရပေမယ့်အခုကမှနိုင်ငံကျော်ရုပ်ရှင်မင်းသမီးတဦးအဖြစ်အလုံးကအသိမပြုဝန်းရံခံရတာကြောင့်ဒီမှာကတော့ဝမ်းသာနေခဲ့ရပါအခုကြည့်ရှုနေကြတဲ့ပရိသတ်တွေနေနဲ့စိတ်ထားကောင်းမွန်ပြီးပွင့်လင်းတဲ့အလမဲ့မိမိကိုချစ်ခင်အားပေးနေကြမှာလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်